အားလုံးမမင်္ဂလာပါခင်ဗျာ90 ticket soccer channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်2024-25အိုရပဘောလုံးရာသီရဲ့အဆင့်တန်းမြင့်ဆုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ Champions League ဘောလုံးပွဲခါ31ရက်နေ့ညမြန်မာစံတော်ချိန်တနအီခွဲမှာကစားတော့မှာပါကစားမယ့်နေရာကဂျာမနီနိုင်ငံ Bayern Munich ရဲ့ Arena Stadium မှာဖြစ်ပါတယ် Bayern Munich တင်းသည့်သူတို့ရဲ့အိမ်ကွေးမှာ Champions League ဘောလုံးပွဲကိုဒီတစ်ချိန်ပါဝင်စုပေါင်း2ချိန်လက်ခံကျင်းပပေးခဲ့ဘူးတယ်2022ခုနှစ်မှာပထမအကြိမ် Champions League ဘောလုံးပွဲဖြစ်ကျင်းပတော့ ချန်ပီယံလိမှာတခါမှဘုံမဆွဲဘူးသေးတဲ့ Chelsea ကချန်ပီယံဖြစ်သွားတယ်။ဆိုတော့ဒီဒီချိန်မှာရောချန်ပီယံနောက်ထပ်အသင်းအသစ်တစ်သင်းကိုကျွန်တော်တို့ထပ်ပြီးတော့မြင်တွေ့ရအောင်မလားစိတ်ဝင်စားဖို့ကောင်းပါတယ်။ဘိုလိုဘဲကစားကြမဲ့နှစ်သင်းကိုကြည့်တဲ့အခါ PSG အသင်းဒီကမ္ဘာပေါ်မှာသူတို့လိုချင်သောဆူဖလာခါချန်ပီယံလိဖလာပဲဗျ။ဒီဖလာရဖို့အတွက်နှစ်ဆယ်နှစ်တိုင်းမှာငွေသုံးကြမ်းတယ်အမ်ဘာပေနေမာမက်ဆီဒီလိုကစားသမားတွေကိုတောင်းခေါ်ယူပြီးတော့ချန်ပီယံလိဖလာရအောင်သူတို့ကြိုးစားခဲ့ဘူးတယ်။ဒါပေမဲ့ဒီနေ့အထိတော့ရမထင်သေးဘူးပေါ့။ တတိယကြပြောရရင် Qatar Sport Investment လက်ထဲကိုကျွဲဆိုင်လက်အောက်ကိုရောက်ခဲ့တဲ့2011ကစပြီးတော့ PSG အသင်းဒီသင်ကြီးတဲ့တင်ဖြစ်ဖို့အတွက်နှစ်စဉ်နှစ်တိုင်းမှာငွေကြေးအများကြီးသုံးဆွဲပြီးတော့ကိုပြင်ဆင်ခဲ့တယ်။အထူးသဖြင့် Champion League ဖလားမှာဘူဆွဲဖို့ပို့ပြီးတော့သူတို့ကြိုးစားခဲ့တယ်ပို့ပြီးတော့ပြင်ဆင်ခဲ့တယ်။ Qatar လုပ်ငန်းစုဒီ PSG အသင်းကိုပိုင်ဆိုင်ပြီးတဲ့နောက်မှာဒီ15နှစ်အတွင်းမှာ Champion League ဖလားရဖို့အတွက်ကိုအသင်း၃သင်းနဲ့သူတို့ကြိုးစားခဲ့တယ်။ပထမတစ်သင်းလို့ကျွန်တော်တို့ပြောလို့ရမယ်ဇလာတန် Cavani Thiago Motta, Thiago Silva, Lucas Moura, Inga Di Maria, Baratti, Buffon ဒီလိုကစားသမားတွေနဲ့2017ကနေ2019ခုနှစ်တိဆယ်နှစ်အတွင်းမှာသူတို့ချန်ပီယံလိဖလားရဖို့သူတို့ကြိုးစားတယ်။ဒါပေမဲ့အဆင်မပြေဘူး။အဲ့ဒီအုပ်စုတွေ PSG အသင်းကို quarter final အထိသာအမြင့်ဆုံးရောက်အောင်ဆွတ်တင်ပေးခဲ့တယ်။ပထမဆယ်နှစ်အတွင်းမှာမအောင်မြင်ခဲ့တဲ့ PSG ဟာနောက်ထပ်9နှစ်အတွင်းမှာနောက်ထပ်အသင်းအစ်တစ်သင်းနဲ့ချန်ပီယံလိဖလားရဖို့သူတို့ထပ်ကြိုးစားတယ်။ဒီဒီချိန်မှာတော့ Messi, Neymar, Mbappe, ဆာဂျီယိုရမ်ဘော့စ်ဒီလိုကမ္ဘာကျော်ဘောလုံးသမားတွေအတွေ့အကြုံရင်ကစားသမားတွေကိုငွေအမြောက်အများသုံးလစာတွေအမြောက်အများသုံးပြီးတော့သူတို့ချန်ပီယံလိဖလားကိုနောက်တစ်ကြိမ်ထပ်ပြီးတော့ချဉ်ကပ်တယ်ဒီဒုတိယတစ်ကြိမ်ဒုတိယအသင်းနဲ့ကြိုးစားမှုမှာတော့ PSG တီချန်ပီယံမဖြစ်ခဲ့သည့်တိုင်အောင်ချန်ပီယံလိဖလားနဲ့နီးကပ်တဲ့အနေအထားတစ်ခုထိရောက်အောင်သူတို့သွားနိုင်ခဲ့တယ်2019 2020မှာဖိုင်နယ်ထိရောက်ခဲ့ပါတယ်လစ်စဘွန်ဖိုင်နယ်မှာဘိုင်ယန်မြူးနစ်ကို0-1နဲ့ရှုံးပြီးတော့လက်ပလာနဲ့သူတို့အိမ်ပြန်ခဲ့တယ် 2020-21မှာကြတော့ semi-final ကိုရောက်တယ်။ Man City ကိုနှစ်ကြော်လုံးချုံးပြီးတော့အိမ်ပြန်ခဲ့တယ်။2023-24ရာသီမှာ semi-final ကိုထပ်တက်တယ်။ Dortmund အင်းကိုနှစ်ကြော်လုံးချုံးပါတယ်။ဆိုတော့ PSG ဒီပထမတစ်ကြိမ် Zlatan Ibrahimovic တို့အုပ်စုနဲ့ကြိုးစားခဲ့တယ်၊ကြားဆုံးခဲ့တယ်။ဒါပေမဲ့ဒုတိယ၅နှစ်အတွင်းမှာ Messi, Neymar, Kylian Mbappé ဒီကစားသမားအစုအဖွဲ့တွေနဲ့ကြိုးစားမှုမှာတော့ PSG ဒီ Champions League ဖလားရဲ့လက်တကမ်းအလိုအထိကိုရောက်လာခဲ့တယ်။ ဒီနေ့ထားကဘာနဲ့သွားတူလဲဆိုတော့ Chelsea Champions League ဖလားမရောက်ခင်အရှင်နေတို့ Manchester City အသင်း Champions League ဖလားမရောက်ခင်အရှင်နေတို့အဲ့ဒီအရှင်နေတွေနဲ့သွားတူနေတာကိုကျွန်တော်တို့တွေ့ရတယ်2023 24ရာသီကုန်ကြတော့ PSG အသင်းမှာထိတ်တန့်ကစားသမားနာမည်ကျော်ကစားသမားတွေတယောက်မှမရှိတော့ဘူး Messi လည်းမရှိတော့ဘူး Neymar လည်းမရှိတော့ဘူး Kylian Mbappe လည်းမရှိတော့ဘူးဒီဒီချိန်မှာ Libya Luis Enrique တို့ PSG အသင်းကိုအရင်နှစ်တွေကထက် တင်းဝက်ပိုကောင်းတဲ့အသင်းဖြစ်အောင်သူတို့ပြင်ဆင်ခဲ့တယ်ပြီးတော့ နာမည်ကျော်ကစားသမားတွေမပါတိတိုင်အောင် PSG ကရှမ်ပီယံလိဖလားကိုတော့လက်မလျှော့သေးဘူးဆိုပြီးတော့ဒီတစ်ချိန်မှာ final ရောက်တဲ့အထိတက်ပြီးတော့တက်တည်ပြခဲ့တယ်။သူတို့ပြန်ဒီယာဒီ PSG ရဲ့အစောပိုင်းရှမ်ပီယံလမ်းကြောင်းတွေဒီခက်ခဲကြမ်းတမ်းခဲ့ပြီးတော့ပြုတ်မလို့အနေထားအထိတောင်ဖြစ်ခဲ့တယ်။ဒါပေမဲ့ဆောင်းရသည်မှာသူတို့ခေါ်ယူခဲ့တဲ့ဒီ City A က Kavisha Kavares Kelia ဆိုတဲ့ကစားသမားရောက်လာပြီးတဲ့နောက်ပိုင်းမှာ PSG အသင်းဟာဘောလုံးပွဲရောက်တဲ့အထိကိုရှေ့ဆွမ်းတောက်လျှောက်ကောင်းသွားတယ် ဒါကဘာနဲ့လာသရန်သွားတူလဲဆိုတော့ကျွန်တော်တို့လာလီဂါကလပ်ရီယယ်ဘက်တစ်အသင်းဒီယာဒီအဆောက်မှာရောဆောင်းရသည့်ဈေးကွက်မတိုင်ခင်အထိရောရုံးကန်ခဲ့ရပြီးတော့အန်တိုနီရောက်ရှိလာတဲ့အချိန်မှာတော့ရီယယ်ဘက်တစ်ဟာလုံးဝအသင်းကြီးရုပ်ကိုပေါက်သွားတယ် PSG လည်းထိုနေ၎င်းမယ်ဆိုတော့ PSG ဒီဒီချိန်မှာမှဆမ်မြန်လီဖလောက်ကိုဘုံမဆွဲနိုင်ဘူးဆိုရင်နောက်နှစ်မှာဒီအသင်းဟာလမ်းပျောက်သွားနိုင်တယ်ဗျာဘာကြောင့်လဲဆိုတော့ငွေကြေးအများကြီးတွေသုံးဆွဲပြီးတော့ပထမ10နှစ်ကြိုးစားခဲ့ပြီးပြီးဒုတိယ9နှစ်မှာလည်းတကယ့်ကမ္ဘာထိပ်တန်းဒိဋ္ဌိကျဲကစားသမားတွေနဲ့ စ조사ခဲ့ပြီးပြီးမအောင်မြင်ခဲ့ဘူးအခုတတိယတစ်ကြိမ်မှာတော့အရင်နှစ်ကြိမ်နဲ့ပုံစံမတူတဲ့အသင်းလိုက်စုဖွဲ့မှုကိုအပြုတ်ပြီးတော့သူတို့တွေဒီဘိုလ်ပွဲကိုရောက်သွားပြန်ပြီဒီတစ်ကြိမ်အသင်းလိုက်စုဖွဲ့မှုနဲ့မှဒီဖလားကိုမရခဲ့ဘူးဆိုရင် PSG လက်ထဲမှာမေကွန်းတီကြီးကြီးဖြစ်သွားလိမ့်မယ်ငွေကြေးနဲ့လည်း조사လို့မရဘူးအသင်းလိုက်စုဖွဲ့မှုနဲ့လည်း조사လို့မရဘူးဘလို့ပုံစံနဲ့조사မှဒီဖလားကိုရမှာလဲဆိုတဲ့မေကွန်းဟာ PSG ကိုခေါင်းချောက်သွားစေလိမ့်မယ်ပြန်ပဲ Inter Milan အသင်းကိုကြည့်တဲ့အခါ ဒီအသင်းဒီနီပြအင်ဇာဂီလက်ထဲမှာဒုတိယတကြိမ်ဘောလုံးပွဲရောက်တာဗျာအင်ဇာဂီဟာအီတလီသားဖြစ်တဲ့အတွက်သူတို့ရဲ့အီတလီစတိုင်တိုင်းပဲအတွေ့အကြုံရင်တက်ကြီးကစားသမားတွေနဲ့ဦးစားပေးပြီးတော့အသင်းကိုတီဆောက်တယ်တက်ကြီးပိုင်းနေများပေမဲ့အင်တာဟာသူ့လက်ထဲမှာရှစ်လယ်နောက်ဟန်ချက်ညီတယ်ဗျာခန်စစ်ကစားတဲ့အသင်းကိုခန်စစ်နဲ့တုတ်ပြန်တယ်တိုက်စစ်ကစားတဲ့အသင်းကိုလည်းတိုက်စစ်နဲ့တုတ်ပြန်တတ်တယ်ပြီးတော့သူပိုင်ဆိုင်ထားတဲ့ကစားသမားတွေထဲမှာလော်တာရိုမာတီနက်စ်အပါဝင်ကစားသမားတွေအားလုံးဒီနာမည်ကျော်ကစားသမားတွေဆိုပေမဲ့ low profile နဲ့နေတဲ့ကစားသမားတွေဖြစ်နေတော့တင်းဝက်ပိုကောင်းတယ်။သူကင်ဒရယ်ခင်းရတဲ့လင်းနဲ့အတွဲမှာအင်တာမီလန်သင်းကိုချန်ပီယံလိဘိုလိုပွဲနှစ်ကြိမ်ရောက်အောင်ဆွမ်းဆောင်ပေးတယ်ဆိုတော့တော်တော်လေးရှိကျူးစရာကောင်းပါတယ်။အင်တာမီလန်သင်းဒီ2009 2010ရာသီနဲ့တွေ့ရင်ချန်ပီယံလိမှာဘူမဆွဲနိုင်တာ15နှစ်တောင်ရှိပြီ။ဆိုတော့ရမယ်ဆိုလဲရတဲ့နဲ့အချိန်ကာတစ်ခုခါဒီအချိန်ပဲဗျ။နောက်တစ်ခုကချန်ပီယံလိဒီဘိုလိုပွဲကစားတိုင်းချန်ပီယံဖြစ်ဖူးတဲ့အသင်းတွေကအသာရတာခက်များများပဲ အဲ့ဒီအာသာချက်တစ်ခုကလည်းအင်တာမီလန်အသင်းမှာရှိနေတယ်။ဒါပေမဲ့ဒီရသည့်အင်တာမီလန်အသင်းဟာဖလားကန်ခေတဲ့အသင်းလို့ကျွန်တော်တို့ပြောလို့ရတယ်။ဖလားလေးလုံးလမ်းကြောင်းပေါ်မှာရှိနေတဲ့အသင်းဟာစူပါကပ်ဖိုင်နယ်မှာအေစီမီလန်အသင်းကိုရှုံးတယ်။ကိုပါအီတလီယာမှာဘောလုံးအသင်းကိုရှုံးတယ်။စီးရီးအတိုက်တယ်မှာလည်းနောက်ဆုံးပွဲစဉ်38အထိနောက်ကလိုက်ပြီးတော့ဖိအားပေးနိုင်ခဲ့ပေမဲ့နောက်ဆုံးမှာနာပိုလီအသင်းမှာချန်ပီယံဖြစ်သွားတယ်။ဆိုတော့ဒီဒီချိန်မြူးနစ်မှာရောဘောလုံးပွဲမှာမထင်မှတ်ဖဲနဲ့ PSG အသင်းကိုများရှုံးသွားမလား။စိတ်ဝင်စားစရာကောင်းပါလေဗျာ။ ဆိုတော့31ရက်နေ့ညမောင်စားကဲမှာ preview နဲ့အတူကျွန်တော်တို့ထပ်တွေ့ပါမယ်ဗျာ sorry လက်ကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်မြန်မာပြည်ကြီးမြန်ဆုံးအေးကြပါစေအတ္တမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ